။အဲကငငယ်တုံးမှငငယ်တုံးမှပဲကွဲတာ။နောက်ပိုင်းမကွဲတော့ဘူး။ဘယ်လိုစဉ်ဆုံးလာခဲ့ကြ။နမပညာထားရနယ်နေရလေကြွဲခဲ့ဘူးတာဗောအရန်ဂျင်းတဲမှာအရန်ကိုဟိုဟာတွားမယ်ဆိုရင်ဒီအချစ်ကိုအရန်ကြွေခဲ့ဘူးတာနှစ်ယောက်သုံးလောက်တော့ရှိတယ်နှစ်ယောက်သုံးလောက်တော့ရှိရဆိုတော့ဟိုကောင်းကနေလိုက်ပြန်ပြီးတော့ အဲ့အနာမကျက်သေးတဲ့အချိန်မှာအနာပြန်ဖြစ်လိုက်နာမကျက်သေးတဲ့အချိန်အနာပြန်ဖြစ်လိုက်ဆိုတော့နောက်ဆုံးဒါကိုနည်းနည်းတော့ဟိုနစ်ကလက်လုတ်လိုက်တာပေါ့မဟုတ်ပါဘူးအကြောင်းမျိုးမျိုးကြောင့်ပါပဲရှားပွေးတာမှာ2မျိုးရှိတယ်စောင့်နေရင်လည်းရှားတာ2မျိုးလိုက်ပြီးတော့ရှားနေတာ2မျိုးအကူကစောင့်နေနေရှားနေတာ အဲအပြင်ပန်းကြီးလိုက်တာနဲ့ကို သူကဟိုရဟန်းဝတ်ယုံနဲ့ကျက်စီရှိတာကိုဆိုတော့ဟိုအတွင်းထဲမှာသူ့ရဲ့စိတ်ကိုသူဒီအဲအဲ၅ရက်ပဲနေနေ၃ရက်ပဲနေနေအဲ့နေတဲ့ကာလတောက်ချောက်မှာအဲတကယ်ကြည်ကြံသွားမယ်ဆိုရင်တော့အကုသိုလ်ရတာပေါ့ပြောရမယ်ဆိုရင်တော့ပုံမှန်ဝတ်နေကြမဟုတ်ပဲနဲ့အဲဟုတ်တယ်2024ပေါ့ 2024ဟောငါးလပိုင်းတည့်ရနေ့ကိုယ့်ရဲ့မွေးနေ့မှာတလဝက်လိုက်တာပေါ့မလူတွေကကိုဟိုလူတွေကိုပဲဝက်စေချင်တာကိုတွေကမဝက်နိုင်ဘူးလေဆိုတော့အဲ့လိုပေါ့ဟိုဝက်စေချင်တယ်ဆိုတာကဝက်နိုင်တဲ့ဝက်တဲ့လူကိုတာတုခေါ်ပေးကြတယ်ပြီးရင်ဝက်နိုင်တဲ့ပုံကိုယ်တွေကိုအဲအားကြတယ်ပေါ့အကိုတို့ဆိုရင်အခုဆိုရင်အရင်တော့ဆိုရင်အရန်ဟိုချမ်းသာတဲ့လူတွေအရန်အောင်မြင်တဲ့လူတွေအရန်ကြော်ကြတဲ့လူတွေအရန်အရန်ကိုဟို ဟို high class ကိုကိုရောက်တဲ့လူတွေကိုအားကြတယ်ပေါ့အဲနောက်ပိုင်းမှာဖြစ်လာတယ်ဆိုတော့နောက်ပိုင်းဒီဒီကိလေသာကြီးကိုဟိုကိလေသာကြီးမှာမပျော်မွေ့ပဲနဲ့ကိလေသာကြီးကိုဒါဟာဒါဟာဟိုဘယ်လိုပြောရမလဲအတန်တရားရှည်တယ်ဒါဟာမုန်းစရာကောင်းတဲ့ဟာဒါပြစ်ပယ်စရာကောင်းတဲ့ဟာလို့မြင်ပြီးတော့တကယ်ဝတ်နေတဲ့ယဟန်တော်တွေတကယ်ဝတ်နေတဲ့တာမဏေတော်တွေအဲတကယ်ကိုကျင့်ကြံနေတဲ့အဲဒီဟိုဆရာတော်ကြီးတွေ ဟိုကြည်ပြီးတော့အရန်အားကြလာတယ်နောက်ပိုင်းပေါ့အဲကြားပေမဲ့ကိုကအားကြုံပဲရှိသေးတယ်ဒါပေမဲ့ကိုကိုတိုင်မလုံနိုင်သေးဘူးပေါ့ကိုကလုံနိုင်အောင်လဲပါရမီတော့နည်းနည်းတော့ဖြည့်ယူရတာပေါ့အဲတဖြည်းဖြည်းနဲ့တော့ပါရမီဖြည့်ယူနေပါတယ်ဘာကွာလဲဆိုရင်ကိုရဲ့စိတ်ကိုပြောင်းဖို့လိုတယ်လေဒီအရေးကအရေးဒီလူဝတ်မှာလဲပစိုးဝတ်တာနဲ့အာစတိုင်ပန်ဝတ်တာနဲ့စတိုင်ပန်ဝတ်တာနဲ့ဂျင်းဝတ်တာနဲ့မတူဘူးအဲဂျင်းဝတ်လိုက်ရင်လူကစိတ်တစ်မျိုးဖြစ်သွားတယ်ပစိုးဝတ်လိုက်ရင်တစ်မျိုးဖြစ်သွားတယ် အဲအဲ့လိုမျိုးဟိုဘောင်းဝီတိုလေးဝက်လိုက်ရင်ဘောင်းဝီတိုလေးတမျိုးဖြစ်သွားတယ်ဆိုတော့ဒီတိမ်ခဲလေးဂျုံလိုက်လာတဲ့တိမ်ခဲဂျုံလေးစိတ်ကတမျိုးဖြစ်သွားတယ်ပြောင်းသွားတယ်ပေါ့ဒါကတော့အဲဝက်တဲ့ပုံကိုယ်တိုင်းခံစားမှုတဲ့လူတိုင်းသိတာပေါ့နော်ဟိုဆိုပါစို့တိမ်ဝင်နေဆိုရင်ကိုတို့ဗုဒ္ဓဘာသာအယူဆရာတိမ်ဝင်ကြတယ်တိမ်ဝင်ပြီးတော့စာထွက်တဲ့အချိန်မှာသူကအကုသဘာမှမရှိသေးဘူးလေအကုသဘာမှမရှိသေးတဲ့အတွက်အဲအဲ့ဒီအချိန်မှာအဲ့ဒီအဲ့ကြောင့် ဟိုဒီလှူတဲ့ပုံကိုတွေကတိမ်ထွက်တဲ့ဟာကိုစောင်းပြီးတော့လှူကြတယ်ဆိုတာအဲ့ယဟန်ထွက်တဲ့အချိန်မှာအဲ့စပြီးတော့ဝက်ပြီးတော့တင်ကနေထွက်တဲ့အချိန်မှာအရန်ဖြူစင်တယ်ပြီးတော့အရန်ဟိုသူ့ရဲ့စိတ်ထဲမှာဒီဖြင်းယဟန်ဝဲရတဲ့ဟာကိုပီတိဖြစ်နေတဲ့စိတ်ဆိုတော့အဲ့ဒီကုသိုလ်စိတ်ကိုသာဓုခေါ်ဖို့အရန်ကောင်းတာအသက်ကငငယ်တုံးမှငငယ်တုံးမှပဲကွဲတာနောက်ပိုင်းမကွဲတော့ပါဘူးကွဲရဘယ်တော့ကြာကြာပြီ တော့အတမတက်နေပြီဟမ်ဘယ်နှခွယ်ခဲ့လဲဟမ်ဘယ်နှခွယ်ခဲ့ခွယ်ခဲ့ဥတာဗောအရန်ဂျင်းတဲမှာအရန်ကိုဟိုဟာပြောရမယ်ဆိုရင်ဒီအချစ်ကိုအရန်ကြွေခဲ့ဥတာနှစ်ယောက်သုံးလောက်တော့ရှိတယ်နှစ်ယောက်သုံးလောက်ရှိရဲဆိုတော့ဟိုကောင်းကနီးလိုက်ပြန်ပြီးတော့အဲ့အနာမကျက်သေးတဲ့အချိန်မှာအနာပြန်ဖြစ်လိုက် နာမကျက်သေးတဲ့ကြီးအနာပြင်ပေးလိုက်ဆိုတော့နောက်ဆုံးဒါကိုနည်းနည်းတော့ဟိုနစ်ကလက်လုတ်လိုက်တာပေါ့ကုမ္ပဏီတွေကအဲ့လိုဖြတ်သွားတာမဟုတ်ပါဘူးအကြောင်းမျိုးမျိုးကြောင့်ပါပဲဘယ်လိုတရားရှင်ရှိလို့သူတို့ကဝေးသွားတယ်သူတို့နဲ့ဘယ်လိုဝေးသွားသူကဘယ်လိုမျိုးဖြစ်လို့အကြောင်းတရားတွေမတိုက်ဆိုင်လို့ပေါ့အကြောင်းတရားတွေဆုံခွင့်မရတဲ့အခါလူတွေကဝေးကြရတယ်လေနောက်ဆုံးရှင်ခွင့်မခွင့်ရင်လည်းတေခွင့်ခွင့်ကြရတာပဲခေါင်းစဉ်တော့မဟုတ်ပါဘူးအကြောင်းအရာလေးပေါ့ ရတာပြေးပေးပါဟာအဲ့လိုလည်းမဟုတ်ပါဘူးလာပြီးတွင်တီတော်ပြီကဲအဲ့ဆိုရင်ဒီပွဲကိုလာတဲ့အကြောင်းရင်းကအဲလာတဲ့အကြောင်းရင်းကဒီကိုမျိုးကျော်နေဆိုရင်လေကိုယ့်ရဲ့ဘဝမှာပထမဆုံးဒီနွယ်နီခွေပေါ့နော်ဒီပြောမယ်ဆိုရင်လက်ခံမလားခွေပေါ့ပထမဆုံးစတည်တဲ့ hybrid ဘန်ကအကိုဖြစ်တယ်ညီကိုလိုပဲညီမလေးမိုင်လေးဆိုရင်လည်းညီမလေးလိုပဲဆိုတော့ဦးမျိုးကလည်း ကိုယ့်ရဲ့ညီကိုနေတဲ့ပုံကိုယ်တွေဆိုတော့အခုတော့လာရောက်ပြီးတော့ဂါရဝပြုတယ်အဲတာဓုခေါ်ပေးတယ်ပေါ့အဲအများကြီးနေအများကြီးလဲဝတ်နိုင်ပါစေလို့ဆုတောင်းပေးပဲဆုတောင်းပေးပါတယ်ပေါ့ရှားပွေတာမှာနှမျိုးရှိတယ်စောင်းနေရင်လည်းရှားတာတမျိုး လိုက်ပြီးတော့ရှားနေတာတမျိုးအကူကစောင်းနေရင်လည်းရှားနေတာလိုက်တော့